stock investing and option trading Nvidia stock share ခုန်တက်ပြီးတော့ကဘာပေါ်မှာပထမဆုံး5 trillion dollar တန်တဲ့ကုမ္ပဏီဖြစ်လာပါတယ်။ဘာကြောင့်လဲ? Nvidia stock option အသုံးချပြီးတော့ချမ်းသာအောင်ဘယ်လိုလုပ်မလဲ?ဒီဗီဒီယိုတွေအစာဆုံးကြည့်ဝါဆိုရင်ဆရာနဲ့ဆရာတပည့်တွေ trade လုပ်နေတဲ့ Nvidia stock share နှစ်ခုကိုလက်ဆောင်ရမှာဖြစ်တယ်။ ကဘာပတ် American Minena Stock Option ပင်ရရှင် Channel ကကြိုဆိုပါတယ်။ဘယ်နေရာကြည့်လဲခေါမအောင်မှာရေးထားလာပါ။ကျားဆိုရင်အော်တိုဘာလ2025မှာပဲပထမအဦးဆုံးကမောင်းမှာ5 trillion တန်ဖိုးရှိရကုမ္ပဏီဖြစ်လာပါပြီ။အဲ stock share ကလွန်ခဲ့9ရက်မှာခုန်တက်သွားတာ။တော့10.41%ခုန်တက်သွားတယ် stock share ဈေးနှုန်းကတော့200ကျော်သွားပြီ။နော် Nvidia stock share ကိုဆရာ portfolio အစ်စ်မှာပိုင်တယ်။အဲ့ portfolio အစ်စ်မှာဘယ်လောက်ပိုင်လဲ share 100ပိုင်ပါတယ်။ average cost ကတော့175နော်200ကျော်တန်ဖိုးရှိပါပြီ။ဒါတော့ဆရာ portfolio အစ်စ်ပါ။ Nvidia stock share ပါเนาะ Nvidia stock share ကိုဆရာဒီထက်ပို့ပြီးတော့ဝယ်ဖို့တဲ့အစီအစဉ်ရှိတယ် ိုးအရင်က Nvidia stock share Zeno price target ဆရာပြောခဲ့တယ်နော်ဟာ Nvidia stock ဘယ်အထိ ခုန်တက်နိုင်လဲ Nvidia stock price target American stock share ဆိုပြီးတော့ဒီဗီဒီယိုဩဂတ်စ33ရက်နေ့2025မှာတင်ထားပါတယ်ဆရာပြောတာဘယ်လောက်လဲသူ့ကိုတွေ့ Nvidia stock share အခုဘယ်စေတယ်သူ့ကိုတွေ့တော့ကြော်သွားပြီ เนาะ52 higher 21.19ဖြစ်တယ်ဒီမှာဆိုကြည့်တာခုံတက်သွား share ရဲ့ price structure ကိုမိပြီးတော့တက်သွားပါတယ်เนาะ share ကတောင်တောင်မခံမောင်းခံမတဲ့ဟာတွေတော်တော်များများမှန်တယ်ဒါလက်တွေ့ကြလဲ Nvidia stock share price target အဲ့တော့ဆိုရင်ဘယ်လောက်ပဲရှိရဆို Nvidia stock share 184ပဲရှိတယ်เนาะ174ပဲရှိတယ်အဲ့တော့ ู้ตัวเนี่ย 174บลอกกว่าเนี่ยจีนม่นสูงตู้ตัว price targets เนาะ174 174 4.11 เนาะ16.59 เนาะอันนั้นกว่าเนี่ย เสียกูระนติชันตัวเปี่ยนไปรู้ price target ขึ้นมาในส่วนที่วิดีโอเรื่อ နောက်ဆုံးမှသွားကြည့်ရအောင်เนาะဒီဗီဒီယိုကြည့်ွားဆိုရင်ဒီဗီဒီယိုလေးအဘူးတော့ရရှင်သွားကြည့်တာဩဂတ်စာ33ရက်နေ့ကလုတ်ထားတဲ့ဗီဒီယိုလေးသူ့ကိုတွေ့ခံမှန်းလာမှန်တော့ပါတယ်ဆရာ YouTube မှာတင်ထားပြီးတော့ Nvidia Store Share ဝဲတော့ရှိတာကိုမအမှန်ရတာပါဒီလိုမျိုးနောက်ထပ် Nvidia Price Target 2026ပါဘလောက်ဖြစ်နိုင်လဲဆိုတာကို တိကျင်ပါတလားတိကျေဆိုရင်ခုံမောက်မှရေးတာပါတိကျေလို့များရဆိုရင်ဆရာဗီဒီယိုအစ်စ်ထပ်ပြီးတော့လုပ်ပေးပါမယ် NVIDIA Store ရှယ်ယာဒီကိုတက်တာကို Stock Option တုံးပြီးတော့ပို့ပြီးချမ်းသာအောင်လုပ်ရ Store ရှယ်ယာဝယ်တာဝယ်တာပဲ Stock Option ကတခုက share တရာကိုကိုစားပြုရတဲ့ကြောင်းပတ်စံနည်းနည်းလေးတုံးပြီးတော့ Stock ရှယ်ယာဝယ်ထားတဲ့ပို့ပြီးတော့အဆောင်များစွာမြင့်အောင်လုပ်ချောက်အတုံးပြုရနော်ပညာပညာ ဘညာ stock share လဲဝယ်ထားတယ်ကိစ္စမရှိဘူး stock option ရဲ့ share trade လုပ်တာပေါ့ September 7ရက်ရဲ့ share trade လုပ်တာနော်ဆိုတော့ YouTube video လုပ်လိုက်တယ်လုပ်ပြီးပါရင် play တက်ရလက်ဆောင်ပေးတယ်ပေးပါရင်အဲ့ IP တက်တက်နိုင်တယ် share အခွင့်ကောင်းဆိုပြီးထပ်ပြီးတော့ trade လုပ်လိုက်တယ် April 19ရက်နေ့2026 expiration date နော်190 strike price တရားထင်အောင်190 အသားလေးဖြစ်နေလို့ဆရာထင်တယ်အဲကြောင့်ရွေးထားတယ်စက်တင်ဘာ7ရက်မှာဝယ်တာကြိုးဝယ်ထားတာอืมဝယ်ပြီးချင်းတိတ်မကြောင်သုံးပတ်တူမှာ47.65%ညံ့သွားတယ်เนาะသုံးပတ်တူမှာညံ့သွားတာအာဆက်ပြီးတော့ခြင်တာပေါ့အော်တိုဘာ2ရက်နေမှာဆရာမယောင်းသုံးပတ်တူမှာအဲ့တော့ညံ့တယ်ဟာ47.65%မလောက်မရှိဘူးဘာလို့ expiry date ကအဝေးလို့နေတယ်အဝေးလို့နေဆိုရောင်းစရာမလိုသေးဘူးเนาะ အဲအားကြောင့်လူတော်များများအမားလောက်ကမာလဲဆိုတော့ဘီကင်နာလဲဆိုရင်အိုးနည်းနည်းမျက်နှာရောင်းချင်ပြီးများများရှုံးတဲ့ဆိုသူကမရောင်းချင်တော့ဘူး။ဟော social ရှုံးတဲ့ဟာတွေသူမရောင်းချင်ဘူး။မျက်နှာတွေဆိုရင်များများရောင်းချင်တယ်။အဲအားဘီကင်နာတွေအမားမယ်။နော်။ဆရာမျက်နှာတွေဆိုအကြာကြီးခံထားချင်တယ်။ရှုံးတဲ့ဟာတွေဆိုများများရောင်းချင်တယ်။အဲဒါ professional ဖြစ်လာပြီ။ expert ဖြစ်လာပြီနော်။ကဘာပတ် American millionaire stop ပညာရှင်တွေ။ Okay အဲ့တော့ နောက်6ပတ်လာမှာဆိုရင်3ပတ်6ပတ်နောက်ထပ်3ပတ်ထပ်ဆောက်လာဘယ်လောက်ဖြစ်သွားလဲ87.08%ဖြစ်သွားပြီ။နောက်33.02ဖြစ်သွားတယ်3300ကျော်သွားပြီ။음အော်တိုဘတ်28ရက်နေ့မှာစာချေအလက်ပေးတာဘယ်လောက်လဲ1900ကျော်မယ်1965음1965ရှိရဆိုရင် Nvidia Core ဖြစ်ဒီတစ်ခုဝယ်လို့ရတယ်เนาะဆိုတော့ရှဲတေဟာပတ်စံ1000ချီ1900ရင်းမှာစား1900မှာရင်းတယ်တွေ့ရ စဲစားတက်တာလည်းအာတက်တာပြီးတော့တက်တော့လည်းအများကြီးပိုတက်တယ်နော်တက်တော့လည်း87.08%တက်တယ်နောက်တော့နောက်တရက်ဆက်ဆောင်လိုက်အော်တိုဘာ29ရက်နေ့မှာဘယ်လောက်ဖြစ်တော့135%ဖြစ်သွားနှစ်ဆကျော်သွား28 29ပါပေါ့နှစ်ဆကျော်กว่าပါနော်နှစ်ဆကျော်ပါနော်ဒီမှာဆို87.08%ရှိနေဒီမှာဆို125%ဖြစ်သွားပြီโอเคအဲ့တော့ စိတ်ဝင်စားစရာကောင်းတာလား stock share ကြီးမကင်တာမှဆိုရင်ဘယ်ဈေးဘလောက်တက်လဲဆိုတာသိချင်တယ်เนาะအောက်တိုဘာ29ရက်နေ့စက်တင်ဘာ22ရက်နေ့မှာဝယ်ထားစက်တင်ဘာ22ရက်နေ့ဈေးတွားကြည့်တာ Nvidia စက်တင်ဘာ22ရက်မှာဆိုရင်ဈေးကဘလောက်လဲဆိုတော့117 177.82 okay အောက်တိုဘာ29ရက်နေ့စက်ဝင်စားတယ်เนาะအောက်တိုဘာ29ရက်နေ့ဆိုရင်ဘလောက်လဲ two zero seven point zero four okay two zero seven point zero four dB ó sắt tiền bạc là sắt này là gì này sao mà sắt này one seven seven point eight two là sao mà one seven seven là sao lại 16.43%တက်တယ်ဒီ6ပတ်တွင်မှာပဲเนาะ16.43% stock share ဝယ်ထားရင်16.43%တက်တယ် stock option ကြာနာစာကြောအဟာပြောလို့16%နဲ့125%ဆိုတော့ဒါစင်စားဝင်းကျင်မကြမ်းဖြစ်တော့မှာဒီမှာဆိုရင်အကယ်၍ဒါ165ဖြစ်တော့မှာဆိုရင်လောကကျင်းနေပါတယ်ဒါစင်စားဝင်းကျင်เนาะ အများကြီးกว่า135%နဲ့16.40နဲ့တွက်လာနော်125အစာအာ125အစာ16.43%ဟုတ်တယ်မလားဘယ်တော့กว่าလဲခုနစကြောသွားတယ်กว่าတယ်တွေ့ရ Store share လေးဝယ်ထားမှဆိုရင်16.40%တက်မယ် option နဲ့ stop option ဝင်လာမှာလို့ဆယ်စားနဲ့ပတ်စံတက်တာတယ်ပြီးမှရင်ဘယ်လောက်တက်လဲခုနစားကြော်ပို့ပြီးပို့တက်တယ်ဒါ this is the power of stop option stop option ပါပါပဲอืมနောက်တစ်ခုလက်ဆောင်ပေးမယ် September 2026မှာ expire ဖြစ်မှာ strike price က180ခေါင်းเนาะဆရာဂျွန်တော့ကဝင်လာတယ်ဂျွန်25 2025 21.92 machine ဘလောက်ဖြစ်သွားပြီလဲလေးလအတွင်းမှာနှစ်ဆကျော်သွားပါပြီလေးလအတွင်းနှစ်ဆကျော်သွား48.70ဖြစ်သွားတယ်เนาะ21.93 2000ကျော်ကျော်ကနေပြီးတော့4000 5000ဝင်းကျင်ဖြစ်သွားတယ်เนาะနှစ်ဆကျော်မြတ်သွားတယ်လေးလတော့ဆောက်ရတယ်ဒါပေမဲ့ဘယ်စီးပွားရေးမှာလေးလထဲနဲ့နှစ်ဆမြတ်လာရှိတာဘယ်စီးပွားရေးရှိဘယ်စီးပွားရေးမှာမရှိဘူး เนาะတနစ်တနစ်ရရဆဆလောက်တာစီးပွားရေးပုံများဟုတ်မှာတနစ်ကိုတပါဆန်20%တတ်တယ်ဆိုပုံကောင်းတယ်သူများစီမှာအလုံးလုံးမဆိုရင်တနစ်ကို3% 5%အဲ့လောက်ပဲလာကတိုးတယ်ဟုတ်တယ်မလားအခုက၄လထဲမှာပဲ၂စကျော်၂စကျော်เนาะကိုကအချိန်တိုင်းမကိုက်လို့နည်းနည်းစောင့်အောင်မဆိုရအောင်မှာအေး၄လတွဲမှာလဲ၂စကျော်တက်သေးတာပဲဟုတ်တယ်မလားတိုင်းမကိုက်တဲ့ဆိုရောအဆင်ပြေတဲ့ဆိုဒီမှာ6%နဲ့125% 2စကျော်ဖြစ်သွားတယ်ဘလို့ပဲပြောပြော ပညာတတ်တယ်ဆိုရင်သူများကိုကအဲ့နေတော့မရှိသူများတနည်းလုံးလုံးအလုပ်ပင်မမရှာတော့မှဝင်ဝင်ကနဆမတိုးတနည်းလုံးမပြောပါနဲ့တက်လို့ရှာမှာဝင်ဝင်ကနဆတိုးချင်မှတိုးတော့ဟုတ်တယ်မှာကိုကပညာတတ်တဲ့အတွက်ကြောင့်လက်ဖြောက်တီးတယ်လို့ပဲအေးစစ်ထိုင်ဆောင်နေတယ်တော့6ပတ်ကြာကြမယ်6လကြာကြမယ်ချမ်းသာမှုကနဆတိုးပါပြီอืมနောက်ထပ်တရေပဲပူကြတယ်28နဲ့29ဒါပဲကွာ28မှာ 132%တက်တယ်။တွန်နီနားမှာဆို155%တက်သွားပြီ။တွက်ကြည့်တာတွက်ကြည့်တာအများကြီးခွာပါတယ်။နော်။နှစကြော်တက်တရက်တရက်ပူတက်ဒါ experience တွေကဒူနေတယ်အားကြောင့်ပလိတက်တွေဆရာလက်ဆောင်ပေး trade လုပ်ချင်ဆိုရင်ဒါဆရာတို့နဲ့ဆရာတပည့် trade လုပ်နေတာ။တော့တေချာလေးနိုင်မှ trade လုပ်တော့ဆရာဝယ်ရမှမစလို့ရောင်းရမှမစလို့ဒါပေမဲ့ဆရာနဲ့ဆရာတပည့်ဘာတွေလုပ်နေလဲဆိုတော့ပလိတက်တွေလက်ဆောင်ပေးချင်တယ်။ ။ဘာကြောင့်ဆိုအောင်မြဲလူရဲ့အောင်မြင်ခြင်းရဲ့အလွယ်ဆုံးနည်းနဲ့ပါတယ်။အောင်မြဲလူရဲ့ဆရာပညာတင်။နော်ပညာတင်မျိုးသူဘာတွေလုပ်နေလဲ။သူလည်းလိုက်လုပ်။ဟန်နပါဆက်အောင်မြင်ခြင်းမအောင်မြင်နေမယ်။ဒါပေမဲ့တစ်ချိန်ကြာရင်သူ့နောက်လိုက်လာများရင်ပညာတင်လာများရင်တစ်ချိန်မို့တစ်ချိန်အောင်မြင်မှာပဲမဟုတ်လား။ကိုကတကယ်ကြိုးစားမယ်ဆိုပြောရအောင်နော်။စိတ်ထားကောင်းမယ်၊ကြိုးစားမယ်။ attitude ကောင်းမယ်။ မဖြစ်မနေကြိုးစားရှင်သေးရှိရမယ်မိဘကြီးစုဆက်ရှင်သေးရရှိရမယ်စိတ်အများကြီးပေါ့ကုတုကံအောင်စုံလာမယ်ဆိုရင်အောင်မြင်မှာလုံးဝကျင်းတယ်ကုတုကောင်းတဲ့ဟာတွေအများကြီးစုံလာမယ်ဆိုရင်အောင်မြင်မှာကသူများတားလို့မရအောင်နော်အဲခေလေးလာကြောအဲ့လိုတက်သွားတယ်ဟာဆရာတပည့်တွေမြက်လာဗောဆရာတပည့်ကသူ profit ယူတာနည်းနည်းစောဝါဒါမှသူတထောင်ကျော်မြက်နေရပဲ MB ရခေါ်ဖြစ်နော်အာ အချိန်ခဏအနေနဲ့ तू ကမြတ်သွားတာနော် तू ကနည်းနည်းပိုဆောက်ရမှဆိုရင်ပိုမြတ်တာပေါ့ဒါခေတ်ဆောက်ဖြစ်ကိုခဏအနေနဲ့အေးနည်းနည်းလေးရဲ့အချိန်အချိန်ဆောက်ပြီးတထောင်မြတ်တယ်မလို့ချင်းဘူးလားလိုချင်တာမဟုတ်တော့ဘလို့ပဲပြော့ပြော့ပညာတတ်ထားရင်အချိန်တိုးရမြတ်တယ်အချိန်ရှည်ရမြတ်တယ်ဘလို့လှုပ်လှုပ်မြတ်တာကြီးပဲဘာလှုပ်လှုပ်အောင်မြဲဆိုတောင်းပြောတာနော် Nvidia store share ဘာကြောင့်အဲ့လိုခုန်တက်တာ5 trillion ကဘာကြောင့်ဖြစ်တာရှင်းရှင်းလေးပဲ CEO Jensen Huang ပြောတယ် တနေ့ကိုသူ့ရဲ့ revenue က500 billion ဖြစ်တော့မယ်။နော် half a trillion မကြာမီရတာမှဒါ AI နဲ့ပတ်သက်တာကြီးပဲနော်။ AI ပတ်သက်တာတခြားရင်မပါတဲ့ဘူး။စဉ်းစားကြည့်တာပြီးတော့ရ USA အစိုးရကိုသူခုညီပြီးတော့ data set လာ super computer တွေခုနှစ်ခု နေရာခုနှစ်နေရာကိုသူစောက်ပြီးတော့မယ်။စဉ်းစားကြည့်ဒါ USA အစိုးရတခုပဲရှိရဲ့။ကမ္ဘာအနှံ့အစိုးရတွေအားလုံးက Nvidia chip တွေယူယူရမှာဆိုဘယ်လောက်မှဖြစ်နိုင်မယ်။ တခြားစဉ်းစားကြည့်နော်တကဘာဝလူအပ်နေတာအရေးကြီးဆုံး company ဖြစ်လာတယ်ခမောင်းမှာနော် MVD ကဆရာပြောတာလိုခဲ့တဲ့၃လေး၅နှစ်တည်းကြာလာ MVD ပြောလာနော် MVD ကိုစဉ်းစားလိုက်မှဆိုဆရာတတိယနော်ဆရာကိုတွေ့တယ်ဆိုရင် MVD ကတတိယရှင်းရှင်းပဲနော်ဒါကဆရာအကြံရဆုံး company တွေကတခုပါอืมနော် MVD ကနောက်တစ်ခုတက်ရအကြောင်းရထွက်လာတဲ့ MVD က Black Whale ကိုတရုတ် resident ရှိချင်းပဲတွေ့ရခါပြောမယ်လို့ပြောဒါပေမဲ့သူတကယ်မပြောဖြစ်ပါဘူး။နောက်ဒီလိုပဲတင်းနေထွက်လာတင်းနေထွက်လာအော်ဟို Nvidia ကဟိုတရုတ်ဘာမှာပို့ပြောပြန်ရောင်းရမလားဆိုရင်သူကပို့ဦးခွင့်ကြာနော်အခုက5 trillion ဆိုတာတရုတ်ဈေးကွက်ကိုထက်မတွက်ထားနေဘူးသူကနော်ဖြစ်တာထက်မတွက်ထားအောင်မှကုမ္ပဏီက5 trillion ဖြစ်လာတရုတ်ပြည်မှာဆက်ပြီးတော့အားလုံးရောင်းရမှာဆိုရင်စဉ်းစားကြည့်ရ Nvidia ရဲ့ store ရှင်ဒီအများပို့တက်နေတာပေါ့နော် เนาะဆင်အမ်မီဒီယာကအဲတရုတ်နဲ့ US ရဲ့ဂျာတဲ့ချစ်ပြတဲ့ဘုံဖြစ်เนาะအရေးကြီးတရုတ်ပြည်တော်ရဲ့အရေးကြီးရဲ့ US တော်ရဲ့အရန်အရေးကြီး company ဖြစ်ပါလေအေးအမ်မီဒီယာ company တခုပိုင်ရဗားလဲညီရညီမဆို Disney company 25ခုပိုင်ရညီမတယ်เนาะပြီးွားရဲ့ Nike company ခု90ပိုင်ရညီမ Jet Blue ဆိုလင်း Airline Airline နဲ့ပို့ပြီးတန်ဖိုးရှိ Airline ပေါင်း3000ကျော်ပိုင်ရတဲ့ပို့ပြီးညီမစဉ်းစား5 trillion ဆိုတာ နည်းနည်းတော့မဟုတ်ဘူးကဘာဝါရှိနိုင်ငံတော်တော်များများနဲ့ပို့ပြီးတန်ဖို့ရှိနော်နိုင်ငံပေါင်းများစွာနဲ့ပို့ပြီးတန်ဖို့ရှိစဉ်းစားကြည့်ရင် 5T ရာအာ US ရဲ့ stop ပါပါမယ်နော်ဆရာလည်းမြက်တယ်ဆရာတပည့်လည်းမြက်တယ်မမြက်တဲ့လူလည်းပါတယ်ပညာမတတ်တဲ့လူလည်းမမြက်သေးတာเนาะအဲ့အားကြောင့်နောက်မကျစေနဲ့လူတွေတော်တော်များအလုပ်ပြုတ်နေကြပြီ AI ကြောင့်เนาะဒါပေမဲ့ AI company ကို ဝယ်တတ်မယ်ပိုင်တတ်မယ်ဆိုရင် store share တတ်မယ်ဆိုရင်အလုတ်ကိုမကြိုက်အလုတ်လာနေဘူးကိုကအရင်ဆုံးထွက်ကဘာပတ်ကြိုက်နေနေမှာအချိန်တနိုင်တနိုင်သုံးနိုင်နဲ့အလုတ်လုံးရမယ်ဆိုရင်ဘဝရဲ့လုံးဝပြောင်းသွားပြီနော်ဆရာနဲ့ဆရာတပည့်တွေဘဝပြောင်းလဲတယ်လို့ပြိတက်ကိုဘဝပြောင်းလဲခြင်းဆိုရင် stock investing call option put options advanced option နဲ့ day trading movement store တစ်နှစ်အတွင်းမှာပြီးအောင်တပါ စိတ်ထားကောင်းပြီးတော့မဖြစ်ဖြစ်အောင်ကြိုးစားမယ်မိဘကျေးဇူးဆက်ခြင်းနဲ့ကဘာပတ်ခြင်းနဲ့စိတ်သက်ပြင်းပြရဆိုရင်ကြိုးစားခြင်းရှိရဆိုရင်ဒီနေ့စရင်တွေးပြီးတော့ဒီနေ့ပဲဗီဒီယိုစပြီးကြည့်ရပါပြီ link မျိုး YouTube ရဲ့ description ကမှာပေးပါတယ်ပေးထားပါတယ် stock investing call option put option ပညာတက်ပြီးပါဆို option trading ပေးထုံချောင်းရ stock investing တက်ပြီးပါဆိုရင်ပလေးတီးရဲ့ပေးထုံချောင်းရဆရာဘာတွေဝယ်နေတယ်မြက်နေတယ်ဆိုတော့ ပေထရိုမှာတည်ရမှာဖြစ်တယ်เนาะအခုဆိုရင်ဒီ stock share ဆို16ဒေါ်လာအောက်ပဲရှိအာစဉ်းစားเนาะအများကြီးတက်နိုင်တဲ့ရှိရဆရာထင်တယ်အဲ့ဒါ Palladium ပေထရို join ရပြီဒီ debt ဝယ်ရဲရဒီ debt ဝယ်88ဒေါ်လာပဲเนาะပြီးတော့ advance option တွေရှိတယ်17ဒေါ်လာအောက်စဉ်းစားဖြစ်နှုတ်ရပြီဒီမှာ9ဒေါ်လာအောက်ရှိရပြီ advance option တွေเนาะ advance option join လဲဆိုရင် advance option ပညာတင်ပြီးမှ advance option ပေထရို join ပါเนาะပညာအစစ်စစ် ်တောက်တင်တိမ်မျိုးမှာပေးထုတ်ကြိုင်းအလားမှာဆရာဟာ day trade wash ပေးထားတယ်ဒီအားလည်းမြတ်တယ်နော်ပြီးပါရင်အေးဒီ option call option 6ရက်တူမှာ19.4%တက်တယ်ဆက်ပြီးတော့တက်နိုင်လေးရောဆရာထင်တယ်အများအများရှိရနော် link လေးကို youtube video description ကိုမှာမှာပေးထားပါတယ်အချိန်မစွဲပါနဲ့အချိန်တန်ဖိုးရှိဆုံးအခုချမ်းသာမှုတော့နောက်မကြပါစေနဲ့ ဆရာ rich ကိုရင်ထဲကအတိုင်းပြီးအရင်ကျေးဇူးတင်ပါတယ်ဆရာဆရာရဲ့တင်တဲ့လေးခုကိုတက်ပြီးတဲ့အမြောင်းကိုထူးထူးခြားခြားရခဲ့တယ်တင်နေပြီးပထမလမှာ9900ကျော်ဒုတိယလမှာ2800ကျော်အများအများကြီးရခဲ့တယ်ပို့ထူးခြားတာကဆရာနဲ့မတော်ရှိဆက်တွေ့ပြီးတော့ဆက်ပြီးကြိုးစားလိုက်အရင်အောင်မြင်ပါတယ်ဒီမှာ option လောက်တဲ့ယခုတလအမြောင်းဝီကဆူရှိနှစ်ဆိုင်ကရတဲ့အမြောင်းဝီထက်ပိုများတယ်ဆရာ rich ကိုအရင်ကြီးတင်ရတယ်ဆရာ အချိန်တိုသောသွင်းအောင်မြင်တဲ့အတွက်လူတိုင်းကိုလည်းကျမလို့ဖြစ်အောင်အားမလျှော့ပဲစူးစမ်းပါလို့လောဝရုပ်ယူကြည့်ကြည့်တိုက်သွင်းပါတယ်ဆရာတက်ရှိကျမပါစေ